မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆောင်ကနာနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆောင်ကနာတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်းတင်ကောင်းပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါရမယ်။အာပထမဆုံးအနေနဲ့ပေါ့ဒီရဲဘော်ရဲ့နာမည်ရဲ့အဖွဲ့အစည်းရဲ့ဒီအဖွဲ့အစည်းမှာတာဝန်ယူထားတဲ့အပိုင်းလေးမိတ်ဆက်ပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ကျွန်မနာမည်ကတော့အဲမီဖြစ်ပါတယ်အခုလက်ရှိမှာတော့ DBS DBNA မှာပေါ့နော်ပြန်ကြားရေးမှာတာဝန်ထမ်းဆောင်ရဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ဒီလက်ရှိဒေါ်လန်ရေးအရေးကလीဒ ဒီတိုင်းတာတိခီးပေါက်နေပြီလို့ထင်လဲပေါ့ရေပေါ့ဟာဟုတ်ကဲ့အခုတော်လန်ကြီးအရွေကတော့ဗောနော်တော်လန်ကြီးအရွေဆိုတာထက်ဒီတော်လန်ကြီးအရွေကအာတော်တော်များများရဖို့အတွက်ကိုပြည်သူတွေအကုန်လုံးပါဝင်မှဖြစ်မယ်လို့ကျွန်မထင်နေခြင်းအာဒီလိုမျိုးပြည်သူတွေအကုန်လုံးမပါဝင်နိုင်ဒီတိတ်ရေပေါ့နော်တော်လန်ကြီးအရွေကအများကြီးအရှေ့ဆက်နိုင်ဒီလိုကျွန်မယူဆပါတယ်ဟုတ်ကဲ့ဟော ဒီ NUG အပါအဝင်ပေါ့ NUG လက်အခံမဟုတ်တဲ့ဒီအဖွဲ့အစည်းတွေရောဒီဒေါ်လာရင်းအားစုတွေအနေနဲ့ပေါ့အားနဲ့ချက်ဒီဘယ်အားနဲ့ချက်တွေသူပြင်ရအောင်မယ်လို့ထင်လဲဗျဒီဒေါ်လာရင်းခီးဒီထက်ပိုရောက်ဖို့ပေါ့လေအာဒေါ်လာရင်းခီးဒီထက်ပိုရောက်ဖို့ဆိုရင်ပေါ့နော်ဟိုအဲ့လိုဘယ်လိုပြောမလဲအဖွဲ့ဆွဲမဟုတ်ပဲနေပါတော့အဲ့လိုပူပေါင်းတင်တယ်ပူပေါင်းတင်တယ်ဟာဒီပူပေါင်းမယ်နောက်ပြီးတော့အဲ့လိုကိုရဲ့ ကိုရအဖွဲဆွဲနေတာမျိုးမဟုတ်ဘဲနဲ့ကိုကိုနဲ့ကိုဒေတာ address ဆိုရင်ကိုရ data မှာရှိတဲ့အဖွဲအစည်းတွေကိုအကောင်လုံးစုပြီးတော့မှအာအင်တိုင်းအတိုင်းပါဝင်မယ်ဆိုရင်တော့ပါဝင်ဖို့လိုတယ်လို့ကျွန်မထင်တယ်ရှင်အခုဆိုရင်အဖွဲလေးတွေကတိ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 လေးတွေအများကြီးကွင်းနေတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးတွေရဲ့မြင်တွေ့နေရတယ်ပေါ့အဲ့ဒါတွေကတော့အနည်းချက်ပါပဲအာနောက်ပြီးတော့ဟိုတော်လန်ကြီးကကြာလာတာ ਨੇ အများပေါ့နော်တချို့လူတွေကြာတော့လဲအဲ့လို ထွက်ပြေးချင်လာကြတယ်တချို့လူတွေကြတော့လဲဒီလိုအာစိတ်ဓာတ်တွေကြာပြီးတော့မလုပ်ချင်တော့တဲ့အခြေအနေအဲ့လိုမျိုးတွေရှိကြတဲ့အခါကျတော့အာအဲ့လိုမျိုးတွေရောအားနည်းချက်ရှိတယ်လို့ထင်ပါရဲ့ရှင်โอเคဟုတ်ဒီဒေါ်လာကြီးကလည်းနည်းနည်းဟိုဟာ၄နှစ်ကျော်လာပြီပေါ့လေ၄နှစ်လဲကျော်လာပြီစစ်ကောင်စင်တက်ကဒီဟိုဟာဘာတော့အားသာတဲ့နေရာတွေမှာလည်းရှိနေတယ်ပေါ့လေအဲ့တော့ဘယ်အချက်တွေကဒီစစ်ကောင်စီတက်အတွက်ပေါ့လေအားသာချက်တွေဖြစ်နေဖြစ်နေတယ်လို့ထင်ထင်လဲညီပါ အာသူတို့ရဲ့အတာချက်ကတော့အတိကတော့လေရည်တွေလက်လက်ကြီးတွေပေါ့နော်သူတို့မှာအလိုမျိုးတွေရှိရဆိုတော့လေရင်တွေကအတာချက်လို့ထင်ပါတယ်နောက်ပြီးတော့ကျမတို့တော်လန်ရေးအဖွဲ့အစည်းတွေကလည်းတတင်းတွေတအားပေါက်တယ်ပေါ့အဲတတင်းတွေလည်းသူတို့ရဲ့အတာချက်တစ်ခုရှင်းနေတယ်ပေါ့မာဟုတ်တယ်လည်းရုပ်ဖွဲ့စီဆိုမပေါတင်တဲ့တနေရာတွေအဲ့လိုမပေါတင်တဲ့တတင်းတွေဆိုရင် ချက်ချင်းတင်လိုက်တာမျိုးဆိုရင်လေရင်တွေကချက်ချင်းတန်းလာတယ်အဲ့လိုမျိုးဒီမှာတို့ရဲ့ အတာချက်တွေကတော့လေ့ရင်ဖြစ်နေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒီပြီးခဲ့တဲ့တစ်ခေါက်ကလည်းကျွန်တော်တို့ဒီချမ်းပြီပါပေါ့လေဟိုရီဘေးကြုံပဲအခုလည်းငလင်ဘေးထကြုံရတယ်ပေါ့ဒီငလင်ဘေးတွေကနေရောဒီစီကောင်စီအတွက်လူအကျိုးမြတ်ဖြစ်သွားတယ်လို့ထင်တယ်နိုင်ငံရေးအရပေါ့ နိုင်ငံကြီးအရာဆိုတာမျိုးတော့ကျွန်တော်ကမပြောတတ်ရှင်နိုင်ငံကြီးအတွက်ဆိုကျွန်တော်နိုင်ငံကြီးကတော့တကယ်ကြီးကြီးမားတဲ့ဟာဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့တော်လန်ကြီးလုံနေဆိုပေမဲ့လူငယ်တော့လူငယ်ပါတယ်ဒါပေမဲ့နိုင်ငံကြီးကတော့ဒါကြီးထက်ထက်ဝင်ဝင်မပါမပါသေးရဲ့လူဆိုတော့အာငလင်အတွက်ဆိုရင်သူတို့မှဘာလို့အာသာချက်ရှိသွားလဲဆိုငလင်ဟောငလင်ကြံနေခံနေရတဲ့အတခြားနေတွေတော့ပြောလို့ပါတယ်လို့ဖွဲ့စည်းတွေထိန်းချုပ်ထားတဲ့နေတွေမှာဆိုပေါ့နော် အဲအဲ့မှာဆိုငလင်လောက်လို့အပြင်ထပ်ပြီးဆိုသူတို့လိန်ကတီးတယ်လေတန်းတီးတယ်ဘယ်လိုမျိုးဆိုအော်ဆီလာအော်ဆီလာထပ်ပြီးတာမျိုးဆိုသူတို့တန်းတီးတော့အဲကိုတလော့ဒေါင်းလဲကိုတို့ကြားမှာပါအဲဟိုကျမတို့အခဲရေနေရာတွေပေါ့နော်အဲ့လိုမျိုးငလင်လောက်တော့ကလေးတွေအပြင်ထပ်ပြေးကြတော့အမသူတို့လေးရင်လေးနဲ့ပုံချက်ခံလိုက်ရတယ်ပေါ့ဒီကျွန်တော်တို့ဒီဒေါ်လာကြီးအခွဲကြီးအတွက်ရောဒီဟိုဟာပေါ့ဒီ ်အလင်ပီးနဲ့ရှင်လို့ရှင်ဒီဟွာလေကျွန်တော်တို့ဒီတော်လန်ရဲ့အတွက်ကူတဲ့လူကတိုက်ပေါ်ပေါ်တင်နေတော့မရှိပြင်မဲ့ကူရကူနေကြတာပေါ့လေအဲ့မှာငလင်ပီးကူကြတော့ဒီအင်တိုက်အားလိုက်ကူနေကြတယ်ဆိုတော့ဒီပုံမှာရောဘလူဘလူဘလူမြင်လဲညီမညီမလေးနေနေပေါ့ဟုတ်ကဲ့အဲအဲ့ဒါဘယ်လိုမြင်လဲဆိုတော့ဘယ်လိုပြောပြရမလဲတော့မသိပါဘူးအဲ့လိုမျိုးကြတော့ဒီလိုကျမတို့ကျမတို့လိုလူမျိုးတွေစိတ်ပြေချောင်နေတဲ့အတွက်ဆိုရင်တော့ လူတွေမှာဘာမှမရှိဘူးဆိုတာမျိုးပဲရှိနေကြရပေါ့အဲ့မှာငလင်ပေးတကယ်တမ်းဟောတပါဝပီအန်တီရဲ့ဂျုံတွေ့လာရတဲ့အချိန်မှာတော့အများကြီးအဲ့လိုအော်အလိုဆယ်လီတွေဆိုလဲအဲ့လိုအများကြီးလူတွေဓာတ်တွေရဲ့တွေ့တယ်အဲ့ခါကျတော့ကျမတို့ကျမတို့စစ်ကြံနေခံရတဲ့နေရာကြီးအတွက်ကိုမပါတဲ့အတွက်အဲ့လိုအဲ့လိုမျိုးတွေဆိုဝမ်းနေရတယ်ပေါ့တခါလေကြာရင်လည်းမကန်ချင်စိုက်တွေဖြစ်တော့ပါပါချီလို့လဲ ဒီစစ်တမ်းခံရတဲ့ပြည်သူတွေကစစ်တမ်းခံရတဲ့ပြည်သူတွေကပအပြစ်ရှိလို့လဲပေါ့နော်အဲ့လိုမျိုးတို့မှာပအပြစ်ရှိလို့လဲဆိုတာမျိုးတွေတော်တော်ဒီထဲမှာကောင်းဖြစ်ပါတယ်အဲ့လိုမျိုးတို့တို့တို့ဟောငလင်တန်းလေးခြားကြတော့ဆက်ဆက်ဝင်ဝင်အင်တိုင်းအတိုင်းနဲ့ကုညီကြပြီးတော့ဒီလိုစစ်တမ်းခံရတဲ့ပြည်သူတွေဖတ်ကြတော့ပါဖြစ်လို့တို့ကမပေးနိုင်တာလဲပေါ့အဲ့လိုမျိုး ဆက်ကြတော့မှပြန်ပြန်လေးတော့ဝင်နေနေပါဘူးဒီလက်ရှိဒီကျွန်တော်တို့ဒီဒေါ်လာကြီးပေါ့လေအမြန်အောင်ဖို့အမြန်ဆုံးတက်ဖို့ဆိုရင်ရောကျွန်တော်တို့ဒေါ်လိုင်းတက်ဖက်တွေအင်အားစုတွေအနေနဲ့ပါတီပြင်ဆင်ရမယ်လို့ထင်လဲဗျဟုတ်ကဲ့အော်ဒေါ်လိုင်းတက်ဖက်တွေအင်အားစုတွေအနေနဲ့ပါတီပြင်ဆင်ရမယ်ဆိုခုနကတော့ပြောခဲ့လိုမျိုးပေါ့နော်အခွဲဆဲတွေပုဂ္ဂိုလ်ဆဲတွေမရှိဘဲနဲ့ပူပေါင်းတင်တဲ့ အခွဲတွေနဲ့ပူပေါင်းမယ်နောက်ပြီးတော့အဲ့လိုစီစီလုံးလုံးနဲ့ပေါ့အင်းအင်းအားအင်းအားမြတ်မြတ်နဲ့မပူပေါင်းပြီးတော့တော့တိုက်တိုက်တွန်းအာကြော်လံမယ်ပေါ့အေးပြီးတော့ဟာပြည်သူတွေဘက်ကလည်းပြည်သူတွေကလည်းအဲ့လိုထက်ထက်ဝင်ဝင်ပါဝင်ပြီးမယ်နောက်ပြီးတော့ပြည်သူတွေဘက်ကနေရင်တိုက်အားတိုက်ပါဝင်ပြီးဆိုရင်ဒီကြော်လံကြီးကတော့ငြင်းငြင်းပြီးနိုင်မယ်လို့ထင်ပါတယ်ရှင်โอเคครับဒီကျွန်တော်တို့ဒီရဲ့ဟိုအနာဂတ် ိုင်ငံတော်ပေါ့လူငယ်တယောက်အနေနဲ့ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဘယ်လိုမျိုးမြင်ချင်လဲပေါ့အနာဂတ်နိုင်ငံတော်ကျတော့အာလူငယ်တယောက်အနေနဲ့ဆိုဒီအရင်တော့အရင်တော့ကလူမျိုးတော်မဟုတ်ဆိုပေမဲ့ဒီချက်အာတာရတဲ့နိုင်ငံတော်ကြီးဖြစ်စေချင်လဲပေါ့နော်လူငယ်ဆိုတော့အာကောင်းထဲမှာတော့အရင်တော့ကလူမျိုးပို့ပြီးတော့ပျော်ရှင်ပျော်ရှင်စေချင်လဲပြီးတော့သူများနိုင်ငံကြီးရင်လည်းအရင်အားကြတယ် အဲ့လိုသူတို့မှာခင်မိတဲ့ဤပညာတွေရှိတယ်ပြီးတော့ခင်မိတို့တက်တဲ့ပညာရက်တွေဆိုတင်ခွင့်လေးရှိတယ်ဟာဒီကျမတို့မြန်မာနိုင်ငံမှာကကြတော့သူငယ်တွေရဲ့အတွေးတွေအတွေးအခေါ်တွေအုံနောက်တွေအကုန်လုံးပိုက်ထားတယ်လို့မျိုးဖြစ်နေတယ်ပေါ့အမဟာကိုလောက်ချင်တဲ့ဟာလည်းလောက်လို့မရဘူးလောက်လောက်ချင်တဲ့ဟာကိုလောက်တော့မယ်ဆိုရင်လည်းရှိမှာအတဆီတွေအများကြီးရှိနေတဲ့အတွက်လောက်ခွင့်မရဘူးဆိုတဲ့ဟာမျိုးတွေလည်းအဲ့လိုမျိုးတွေလည်းမဖြစ်စေချင်တော့ဘူးပေါ့ နောက်ပြီးတော့အခုမွေးဖွားလာမယ့်ကလေးတွေရဲ့အနာဂတ်ရောကြီးပြင်းလာမယ့်ကလေးတွေရဲ့အနာဂတ်ရောနောက်ပြီးတော့အခုဒေါ်လာရေးထဲမှာပါဝင်နေတဲ့သူငယ်လေးတွေရဲ့အနာဂတ်ရောသူတို့ရဲ့ဖြစ်စေချင်တဲ့စံတာအတိုင်းသူတို့တွေရဲ့ဘလို့ဒီမန်ချက်တွေရဲ့ချက်တွေအကုန်လုံးကိုလည်းပြည့်စုံချင်တယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့နိုင်ငံတော်ကြီးအဖြစ်မြင်ချင်တယ်ဟုတ်ဒီဒေါ်လာရေးထဲရောက်တာ ောဘယ်လောက်ကြာပြီလဲနောက်ပြီးတော့ဒီဒေါ်လာရင်းမတိုင်ခင်ကရောဟိုပေါ့ဘလူဘလူဖြတ်တန်းခဲ့လဲပေါ့ဥပမာចောင်းသားလားဝန်ထမ်းလားအဲ့လိုမျိုးပေါ့ဟုတ်ကျမတို့ကတော့ဒေါ်လာရင်းဒီဒေါ်လာရင်းထက်ရောက်တာတော့၃နှစ်ရှိပြီပေါ့နော်ဒါပေမဲ့ဟိုအရင်တုန်းကတော့ဟိုဟိုပေါ့ចောင်းသားပဲပေါ့ចောင်းသားဟိုမှာဟိုလားကလေးတွေကိုအိမ်မှာတော့ဆိုကလေးတွေကိုကြည့်ရှင်ကြားတယ်နောက်ပြီးအောင်မှုကြိုးလေးတင်တယ်အဲ့လိုတော့လုပ်ခဲ့ပါတယ်။ဟုတ်ကဲ့ဟုတ် ဒီဒေါ်လာကြီးကာလအတွင်းမှာဖြတ်တန်းခဲ့ရဲ့ဒီအတွေ့အကြုံတွေမှာပေါ့အမတရားဖြစ်ဆုံးဆိုရင်ပေါ့ဘာဘာဖြစ်မလဲဗျ။အာဒေါ်လာကြီးကာလမှာဖြတ်တန်းခဲ့တဲ့အမတရားတွေကတော့အများကြီးပါ။ဟိုမှာပြောရမယ်ဆိုပြောစရာတွေရောဝမ်းနည်းစရာတွေရောအများကြီးစုနေတယ်။ဒီကျွန်တော်တို့စဝင်တော့ဟာဆိုရင် YouTube အနေနဲ့စလောက်တာဆိုတော့လေထက်ထဝင်ဝင်အဲ့လိုမျိုးပေါ်ပေါ်ထစ်ထင်းမလောက်ရသေးတဲ့အခါကျတော့ရွာတွေရွာတွေနာတော့တောင်တွေမှာနေရတဲ့ချိန်တွေအာအပြင် အမကျော်စီကကောင်းတယ်ပေါ့အဲ့တော့ဒီမှာစားရအယူကြီးမှာစားရတော့ဆိုအရင်ကြောက်ရပါသူတို့တနက်ကိုစားမမြင်ဘူးတည်းရလေသူတို့တနက်တွေသုံးနေကြခါတော့အာဒီတနက်တွေနဲ့ငါ့ကိုလှုပ်တော့မှလည်းမသိဘူးအဲ့လိုပါနော်ဒီလူတွေနဲ့ငါလည်းမသိဘူးဆိုတော့မသိပဲနဲ့တွက်လိုက်ရတဲ့အချိန်ဆိုတော့ပြီးတော့အမကျမတို့ယူကြီးစားလို့တော့အာ quiz စောင်းထိုးတာလည်းခံလိုက်ရသေးရပေါ့လူကအရင်မများပဲနဲ့မှနေရပေါ့ရတဲ့အချိန်မှာ မှကျမတို့ရဲ့တငယ်ချင်းရောဆုံးရှုံးခဲ့ရတာရှိတယ်ပေါ့အဲ့မှာသူတို့သူတို့အတွက်သူတို့လည်းတတိရပါတယ်โอเคဟုတ်ဒီဒေါ်လာကြီးပြီးသွားရင်ရောဘာလုပ်မယ်လို့စဉ်းစားထားလဲဘာလုပ်မယ်လို့ပြီးထားလဲပေါ့ဟုတ်ဒေါ်လာကြီးပြီးသွားရင်တော့ဒီမှာကျောင်းတော့တခါတော့တက်ချင်သေးရပေါ့တက်တက်ကတူအဲ့လိုမျိုးပွဲရတာမျိုးမဟုတ်ပဲနဲ့ကျောင်းပဲတက်ချင်တာပါကျောင်းတက်ချင်ပြီးတော့အဲ့လိုကျောင်းသူကပြန်ပြီးတော့ဖြတ်တက်ချင်တယ်ပေါ့နောက်ပြီးတော့ စီပွားရေးလောက်ချင်တာအဲ့လောက်ပါပဲအားကြီးမချစ်ကြည့်ကြည့်မမိုင်းမထားရဲသေးပါဘူးဘာလို့လဲတဲ့ချိန်တော့မလဲမသိတဲ့အချိန်မှပေါ့နော်ညီမချင်အများကြီးထားလိုက်ပြင်လဲတစ်ဖြစ်တော့မှအရင်ကြောက်လဲပေါ့တစ်ခါကြာလဲတရားမှမကြောက်ဘူးဆိုပေမဲ့တစ်ခါကြာလဲကြောက်ပါတယ်လို့ပဲပြောတယ်အဲဒီတော်လိုင်းကလာပါပေါ့လေစိတ်သက်ကြတာကြီးစိတ်သက်တက်တာကြီးလည်းရှိမှာပေါ့လေအဲ့လိုစိတ်သက်ကြနေတဲ့အချိန်မှာဘယ်လိုအရာတွေကိုခွန်အားဖြင့်ယူပြီးတော့ ဟိုဟာဖြတ်တန်းခဲ့လေကြော်ဖြတ်ခဲ့လေပေါ့အင်းကျွန်မစိတ်တက်ကြနေတဲ့အချိန်ဆိုရင်တော့ကျွန်မစိတ်တက်ကြငြိမ်သွားတယ်အဲ့အချိန်ခါကျရင်ကျွန်တော်တချင်းနှထောင်လို့လည်းမရတော့ဘူးနောက်ပြီးတော့သူများဆရာမအာသူများဆရာမဒီရေလည်းမယူနိုင်တော့အဲ့လိုမျိုးအချိန်တွေတော့တော်တော်ရှိခဲ့ဖို့ပါတယ်အဲ့လိုကိုကအဲ့လိုကြည့်နေပေမဲ့ပေဟာကိုကြည့်နေမှမတည်တဲ့အချိန်တွေစိတ်တက်ကြနေပေမဲ့ပါလို့လို့ပါကံရမယ်မတည်တဲ့အချိန်တွေဆိုတော့ ဘယ်လိုပြောမှာအဲ့အချိန်ဆိုခဏလာ nap လိုက်တယ်ဘာမှမလုပ်တော့ပဲနေပါတော့ဘာမှမလုပ်တော့ပဲနေခဏလာအဲ့အဲ့ကြာဖြစ်ဖြစ်ဒါမှမဟုတ်ဘာမှမတွေးတော့ပဲနေအဲ့လိုလဲနေလိုက်ကြဖြစ်ဖြစ်ဒီလိုပဲအလုပ်လည်းမလုပ်တော့ဘူးအဲ့လိုမျိုးတွေလုပ်ပြီးဆိုရင်အတိကကွာစိတ်ကြက်ကြတဲ့အချိန်လုံးဝကြာသွားလိုက်လို့ရတယ်နောက်ပြီးတော့ပြန်ထူနိုင်ဖို့အတွက်ကိုတော့ခွန်အားရှိနေမှရလေလေနော်အဲအဲ့ဒါကြောင့်မို့ကျွန်မစိတ်ကြက်ကြနေတဲ့အချိန်ဆိုစိတ်ကြက်ကြတဲ့နောက်ပိုင်းကိုလုံးဝစိတ်ကြက် စိတ်ကြအောက်ထီခြာပြီးတော့အမပါမမလို့တော့ပဲနေပြလိုက်တယ်ပြီးခါကျရင်အဲ့အချိန်အကတကြော်လိုက်ဆိုโอเคငါလုံမငါလုံမရမယ်ငါတကယ်ချင်းတွေအတွက်ငါလုံမရမယ်ဆိုပြီးတော့ပြန်တင်းထားပါတယ်ဘယ်လိုမျိုးတွေရှိခဲ့ပါတယ်ဟုတ်ကဲ့ဟာဒီနောက်ဆုံးအနေနဲ့ပေါ့လေဒီဒေါ်လာရေးအင်အားစုတွေရောစီကောင်စီကိုဒေါ်လာနေတဲ့ဒီဒေါ်လာပြည်သူတကြလုံးရောဗာများပြောပြောရှင်းတာရှိလဲမာရှင်းတာရှိလဲပေါ့အပီအပီစကားအနေနဲ့ ုတ်ကဲ့အော်ဒေါ်လန်ကြီးအဆူတွေကိုလည်းအဲ့လိုပေါ့အပိစကားဆိုတော့အပိစကားအများကြီးတော့ပြောစရာမလိုတော့မလိုထင်တယ်ဘာလို့ဆိုသူတို့လည်းအញ្ញအပိလိုက်နေတယ်သူတို့လည်းတခါလေးစိတ်သက်ကြတဲ့အချိန်ရရှိမှာဆိုတော့အမှတပည့်ဒေါ်လန်ကြီးကိုတော့ဒေါ်လန်ကြီးကနေပြီးတော့ဒီမှာတော့မတော့ကြပါနဲ့တော့လို့ဒေါ်လန်ကြီးကိုပဲစပီချာချာလေးထက်ထဲဝင်ဝင်ပါဝင်ပြကြပါလို့အဲ့လိုမျိုး တော့ပြောချင်ပါတယ်နောက်ပြီးတော့လူငယ်တွေကလည်းစိတ်ကြမ်းမကြကြပါနဲ့လို့ကျမတို့အတူသွားရင်တော့ဒီလက်မှာအင်အားတွေညရင်တော့ရှေ့ကိုမြန်မြန်ရောက်မှာပါလို့ကျမတို့လည်းမြန်မြန်အင်ဂျင်ချင်းပြီးဖြစ်တဲ့အတွက်အတူတူသွားကြမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါညီမလေးဘလို့ကျွန်တော်ခေါ်တဲ့ဌာနရဲ့မြန်မာရဲ့လူငယ်တန်ထဏမှာဟိုကောင်းမွန်တဲ့ဆွေးနွေးချက်တွေ ူငယ်တွေရောလူကြီးတွေရောဟိုအတွေးတစ်တွေရမယ်ဆွေးနွေးချက်တွေဆွေးနွေးပြသွားတဲ့စီစဉ်အများကြီးတင်ပါရဲ။တော့ဒီစီစဉ်ကိုစောင့်မကြည့်ရှုအားပေးကြတဲ့ယူရပြည်သူတွေအနေနဲ့လည်းအတွေးတင်တဲ့တွေတော်လိုင်းကြီးတော်ထောက်ကူပြုတဲ့အတွေးတစ်တွေရရှိနိုင်မယ်လို့ကျွန်တော်လင့်ပါရဲ။စောင့်မကြည့်ရှုအားပေးခဲ့ကြတဲ့ယူရပြည်သူများအားလုံးလည်းစိတ်ချမ်းသာချီးကျူးတင်ပါချင်တယ်ပြည့်စုံပါစေခင်ဗျာ။